နေမဝင်တဲ့နိုင်ငံများအကြောင်းပြည်သက်ကြီးတို့ကအခုပြောပြပေးမယ့်အကြောင်းအရာလေးကတော့နေမဝင်တဲ့နိုင်ငံတွေအကြောင်းပဲဖြစ်ပါတယ်ပြည်သက်ကြီးတို့အခုပြောလိုက်တဲ့အကြောင်းအရာကိုကြားကြားချင်းမယုံနိုင်ဖြစ်ကြတယ်မလားအဲ့ဒါကတော့အမှန်တကယ်ပဲဖြစ်ပါတယ်ကမ္ဘာပေါ်မှာနေမဝင်တဲ့နိုင်ငံတွေဟာအမှန်တကယ်ပဲသိရှိနေတာပါအဲ့နိုင်ငံတွေဟာဘယ်နိုင်ငံဖြစ်မလဲဆိုတာကိုတော့အခုပဲတူတူကြည့်လိုက်ရအောင်ပထမဆုံးနိုင်ငံကနော်ဝေးနိုင်ငံပဲဖြစ်ပါတယ်နော်ဝေးနိုင်ငံဟာဆိုရင်ကမ္ဘာတစ်ဝန်းမှာအရန်ကုန်မှာနာမည်ကြီးလာပါတယ် ူရဲ့ထူးခြားစံပြတဲ့တဘာဝလှပတွေဟာခီးသားဧည့်သည်တွေကိုအယံကုန်မှဆွဲဆောင်ပေးနိုင်တာပါအဲ့လိုမျိုးဆွဲဆောင်မှုတွေကိုပေးနိုင်တာကြောင့်မေနော်ဝင်းနိုင်ငံဟာအယံကုန်မှနမည်ကြီးတာပါသူရဲ့ဆွဲဆောင်မှုတွေကတော့မြန်မာရဲ့တောင်တန်းတွေနဲ့ကြည်လင်အေးများတဲ့ရေဒီကိုနေပဲဖြစ်ပါတယ်။ဆိုရှယ်မီဒီယာမှာမြင်ရတဲ့အလားတရားဟာတကယ့်ကို စေပံပုံတပုံစာလောက်ပဲရှိပါတယ်။အပြင်မှာကိုယ်တိုင်သွားကြည့်မယ်ဆိုရင်သူတို့ရဲ့အလားတရားဟာအရန်ကုန်မှမြင့်သက်စရာကောင်းလာပါတယ်။ နောက်တစ်ခုကတော့နော်ဝေးနိုင်ငံဟာတဘာဝတရားကိုအရန်တံမိုးထားပါတယ်။အဲဒါကြောင့်လေတဘာဝရှုခင်းတွေကိုထိမ့်သိမ်းထားနိုင်တဲ့နိုင်ငံတနိုင်ငံလို့ဆိုရမှာပါ။ပြည်သက်ကြီးလို့လေအခုပြောပြတဲ့အကြောင်းအရာတွေကိုစိတ်ဝင်စားနေဆိုရင် နော်ဝေးနိုင်ငံကိုတစ်ခေါက်လာပြဖြစ်သွားလည်ကြဖို့အကြံပေးကြပါတယ်။နေမဝင်နေနောက်ထပ်တနိုင်ငံကတော့အိုက်စလန်နိုင်ငံပဲဖြစ်ပါတယ်။အိုက်စလန်နိုင်ငံကိုတော့ပြည်သက်ကြီးတို့တွေမှာမကြားဘူးတဲ့သူတွေလည်းရှိကောင်းရှိနိုင်ပါတယ်။မြန်မာနိုင်ငံနဲ့အရန်အလန်းဝေးတဲ့ပြင်သွားလည်ပတ်သူတွေလည်းနေတာကြောင့်ဖြစ်ပါတယ်။အိုက်စလန် ရေခဲနဲ့မီလီယံတို့ပေါင်းစုံရာအိုက်စလန်နိုင်ငံဟာမြောက်အတ္တလန္တိတ်သမုဒ္ဒရာထဲမှာတည်ရှိတဲ့ကျွန်းနိုင်ငံတစ်ခုဖြစ်ပြီးမီးတောင်တွေရေပိုစမ်းတွေရေခဲနဲ့တွေနဲ့လှပတဲ့မြင်ကွင်းတွေကြောင့်ကမ္ဘာလေခီးသားတွေကိုဆွေးဆောင်နေတဲ့နေရာတစ်ခုဖြစ်ပါတယ်။သူတို့နိုင်ငံမှာမြန်မာတွေတောင်တန်းကြီးတွေပြင်အရန်ကုန်မှာလှပတဲ့ရေတံခွန်များလည်းရှိပါသေးတယ်။ပို့ပြီးထူးခြားတာကတော့မီးတောင်များနဲ့ချိုရည်များလည်းရှိနေသေးလို့ပါ။မီးတောင်တွေကိုအများဆုံးတွေ့ရတဲ့နိုင်ငံတွေထဲမှာအိုက်စလန်နိုင်ငံကလည်းအပါအဝင်တစ်နိုင်ငံပဲဖြစ်ပါတယ်။ စွန်စားအကန့်တွေကိုလောက်ရတာကြိုက်တဲ့သူတွေဆိုရင်တော့မိတော်များကိုကြည့်ရှုရတာနှစ်သက်ကြပါလိမ့်မယ်။ဒါမဲ့သူတွေအတွက်ကတော့တောင်တန်းတွေနဲ့ရေဒီကွန်လာတွေကြည့်ရတာပိုတန်ပါလိမ့်မယ်။မိတော်များပြင်ရေခဲမြစ်များနဲ့လိုင်ကူများလည်းရှိပါသေးတယ်။ဆောင်းရသည်မှာဆိုရင်ရေခဲမြစ်တွေတွေကရေခဲလိုင်ကူတွေကိုစိတ်ဝင်စားတဲ့သူတွေအနေနဲ့ဝင်ရောက်လေ့လာနိုင်ပါသေးတယ်။နိုင်ငံရဲ့လျှက်စစ်တအားထုတ်လုပ်မှုရဲ့69ရာခိုင်နှုန်းကျော်ဟာမြေအောက်အပူဆွမ်းအိမ်နဲ့ရေအားလျှက်စစ်ကနေရရှိတာဖြစ်တာကြောင့်တဘာဝပတ်ဝန်းကျင်ကိုထိခိုက်မှုနဲ့ပါပါတယ်။ ိုက်စလန်မြင်းများဟာလည်းအရန်ကိုမှလှပပြီးတော့ထူကြတဲ့မျိုးစိတ်ဖြစ်တာမလို့ကိုခံအားကောင်းမွန်ပြီးယောဂါတွေကိုလည်းအချားမြင့်နေတဲ့ခဏရဲ့ရှိကြပါရည်။အချားပင်နိုင်ငံမှာမှမတွေ့ရတဲ့လကဘာနဲ့တူတဲ့ရှုခင်းနေမတူညီတဲ့သဘာဝတွေပေါင်းစုံနေတာကအိုက်စလန်ရဲ့ထူးခြားဆုံးချက်ပါပဲ။အဲ့ဒါပြင်ကမ္ဘာလေခီးတဲ့တွေကိုပိုဆွေးဝင်စားကြတဲ့အရာကတော့နေမွေနဲ့ရက်ကာလာတွေရှိတာကြောင့်ပဲဖြစ်ပါရည်။အဲ့လိုရက်တွေဆိုရင်အိုက်စလန်နိုင်ငံဟာနေတာရှိလာပါရည်။လူချို့တွေကတော့ ကျမရေထိခိုက်တာမျိုးတွေရှိနိုင်ပေမဲ့ဘာမှဖြစ်တဲ့သူတွေလည်းရှိပါသေး။အိုင်စလန်ဟာတဘာဝရဲ့အမကန်လက်ရာတွေကိုတကယ်ပဲခန်းစားချင်တဲ့တွေတွေ့တွားရောက်လေပတ်တဲ့နေရာတစ်ခုဖြစ်ပါသေး။နောက်တနိုင်ငံကတော့ကနေဒါနိုင်ငံပဲဖြစ်ပါသေး။ကနေဒါကကမ္ဘာပေါ်မှာဒုတိယအကြီးဆုံးနိုင်ငံလို့တောင်မှသတ်မှတ်ခံထားရပါသေး။တဘာဝအလားပါရင်းအရန်လားပါတာကြောင့်ကမ္ဘာပေါ်မှာအလားပါဆုံးနိုင်ငံလို့တောင်မှသတ်မှတ်ခံထားရပါသေး။ကနေဒါနိုင်ငံကကမ္ဘာပေါ်မှာဒုတိယအကြီးဆုံးနိုင်ငံဖြစ်တာနဲ့ကြေပြောလာတဲ့သဘာဝပတ်ဝန်းကျင်အလားတရားတွေကိုပိုင်ဆိုင်ထားပါတယ်။ တောအုပ်ကြီးတောင်ထဲတွေရေကန်တွေမြေချောင်းတွေနဲ့သမုတ်တရားကံယူတန်းတွေကအစိုးမရှိအောင်လှပပါရယ်ကမ္ဘာပေါ်မှာရှိတဲ့ရေကန်တွေရဲ့60ရာခိုင်နှုန်းဟာလည်းကနေဒါနိုင်ငံမှာတည်ရှိပါရယ်အဲ့လိုပါပဲကနေဒါနိုင်ငံဟာလည်းနေမွေနဲ့နိုင်ငံတနိုင်ငံပဲဖြစ်ပါရယ်ကနေဒါနိုင်ငံရဲ့မေလအလေကနေစွန်လအလေလောက်ဟာနေမွေနဲ့ကာလာတွေဖြစ်ပါရယ်အဲ့လိုနေမွေနဲ့ကာလာတွေမှာတော့မြောက်ပိုင်းဒေသခံတွေဟာအပြင်ထွက်လှရှားမှုတွေပွင့်လင်းသပင်တွေနဲ့နေရာကြီးရဖို့အပြည့်အဝအကျိုးရှိရှိသုံးချလိုက်ရှိပါရယ် ပရိသတ်ကြီးတို့အနေနဲ့ခုလိုမျိုးအကြောင်းအရာတွေကိုထပ်ပြီးသိကြနေဆိုရင်တော့ကျမတို့ရဲ့ channel လေးကို like and subscribe လုပ်ခဲ့ပေးပါအောင်ရှင်။